ကောင်မင်းခန့်ရဲ့ line ပေါ်မှာပဲစကားပြောပြတယ်အခုဆိုသူကတမီလေးလားမသိဘူးမွေးဝါးကြီးလေမွေးဝါးကြီးဆိုတော့ congratulation လို့ကောင်မင်းခန့်ဆိုပြီးတော့ဟိုဟိုမှာသူတတရရပဲဆိုတော့ဝမ်းသာပါတယ်ဟုတ်အားရတော့ဒါတော့ဟိုမာရီကစကြတာပဲလေဟိုသူ့ရဲ့ဒါသူပရိသတ်တွေကနေသူကဒါဆိုဇနီးမယားအဖြစ်သူတော့အဲဟိုဘယ်လိုခေါ်ရွေးချယ်လိုက်တယ်ဆိုတော့ အဲဒါလေးကိုကမိုက်တယ်လေနော်မိုက်တယ်အခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူကလူကောနဲ့ပမင်းလေးရောတွေ့ပြီလားအဲမတွေ့ရသေးဘူးမတွေ့ရသေးဘူးဓပုံလေးပဲတွေ့ရသေးတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတို့နေရာကြတော့လေနေရညတွေကလွဲနေတာဆိုတော့လေ အားလုံးပဲမင်္ဂလာပါခင်ဗျာအဲဒီနေ့ကတော့ဒါကျွန်တော်တို့စိန်နန်းတော်ရဲ့ဒါ19လမ်းဆိုင်ခွဲ9နှစ်ပြည့်အအထိမ့်မတ်နေねကျွန်တော်တို့ promotion အနှစ်3 4 3ရက်ကျွန်တော်တို့ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်အဲဒီ3ရက်မှာဆိုလို့ရှိရင်ကျွန်တော်တို့စိန်တယ်တွေစိန်နန်းတော်ကနေဝယ်ယူမယ်ဆိုလို့ရှိရင်25% discount ပေးပြီးတော့စိန်တယ်နဲ့ရွှေပြူတယ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အလဲ0% ီလို promotion လေးပေးနေတာဖြစ်ပါတယ်အဲဒီနေ့မှဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ပြီးတော့ညီမလေးစက်ရုံးတွေ့တာရဲ့အဲပြီးရင်မနေ့ပြန်ကြလို့ရှိရင်လည်းဒါအဲမင်းသားမင်းသမီးပါပါသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါ16လမ်းဆိုင်ခွဲကိုလာရောက်ခဲ့ဖို့လဲကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကော်မင်းခန့်ရဲ့ line ပေါ်မှာပဲစကားပြောပြတယ်အခုဆို तू ကသမီးလေးလားမသိဘူးမွေးဝါကြီးလေမွေးဝါကြီးဆိုတော့ congratulation လို့ကော်မင်းခန့်ဆိုပြီးတော့ဟိုဟိုမှာ तू တတရရပဲဆိုတော့ ဝမ်းသာပါတယ်ဟုတ်အားရတော့ဒါကတော့ဟိုမာရီကစကြတာပဲလေဟိုသူ့ရဲ့ဒါသူပရိသတ်တွေကနေသူကဒါဆိုဇနီးမယားအဖြစ်သူတော်အဟိုဘယ်လိုခေါ်ရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးကမိုက်တယ်လीနော်မိုက်တယ်အဲ့ဒါလေးတော့အဟိုအဖြစ်တယ်။ဒါဒါမှလည်းသူ့ကိုနားလဲပေးနိုင်မယ်။ဒါမျိုးစုံပေါ့ support ပေးနိုင်မယ်။ဒါမျိုးလေး ခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူကလူကောနဲ့ပမင်းလေးရောတွေ့ပြီအမတွေ့ရသေးဘူးမတွေ့ရသေးတပုံလေးပဲတွေ့ရသေးရ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတို့နေရကြတော့လေနေညတွေကလွဲနေတာဆိုတော့လေကျွန်တော်စာပို့ထားရင်လည်းသူကဟို active ဘလောက်အကိုးဆိုပြီးဖြစ်နေအဲ့လိုသူ no မှသူကြည့်ရကျွန်တော်ကအိမ်နေပြီအဲ့လိုမျိုးလေးပေါ့။အဲအားလုံးကိုဒါဒီနေ့အာ interview လေးကိုဒါအချိန်ပေးပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အာဟို ိသတ်များအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ thank you